ာပါခင်ဗျာမင်္ဂလာပါရှင်ဟုတ်ကဲ့ဒီနေ့ဩဂုတ်လ31ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာချန်နယ်တွေထဲကစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေကိုကောင်းနှုတ်ဖတ်ရှုတင်ဆက်ပေးမယ်အစီအစဉ်ဒုတိယပိုင်းကိုပြန်လည်စတင်တာဖြစ်ပါတယ်ဒီအစီအစဉ်မှာကျွန်တော်ဆိုတီးရနဲ့အတူကျွန်မရမင်းတို့ကလည်းဖတ်ကြားပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါမရမင်းကြီးပထမဆုံးဒုတိယပိုင်းအတွက်ဘယ်ရသတင်းရွေးချယ်ထားလဲဗျာ ဟုတ်ကဲ့ daily level သတင်းစာထဲမှာဖော်ပြထားရတဲ့ဒီတကောင်စီရင်နဲ့ပတ်သက်တဲ့သတင်းလေးပေါ့နော်ဘင်္ဂါလီအိမ်အောင်စုစီရင်ကင်ထားပြီးနိုင်ငံတော်ကအတိအမှတ်မပြုတဲ့ရိုဟင်ဂျာလူမျိုးဟုဖြေဆိုခွင့်မရ၍တကောင်စီရင်အကောက်မခံခဲ့သည့်လူဦးရေမှာတသန်းကျော်ရှိတယ်တဲ့ ရခိုင်ပြည်နယ်မှာနိုင်ငံတော်အစိုးရကအတိအမှတ်မပြုတဲ့ Ranger လူမျိုးလို့ဖြေဆိုခွင့်မရသဖြင့်စရင်အကောက်မခံသည့်အတွက်ဒေတာအချုပ်မှာတဲ့စရင်ကောက်နှံ့ခြင်းမရှိဘူးတဲ့ဒေတာကန်လူမှုကြားမှာတဲ့တင်းမာမှုများကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အကြမ်းဖက်မှုတွေကိုတဲ့ရှောင်ရှားနိုင်ရန်အတွက်လုံခြုံရေးလိုအပ်ချက်အရဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနရဲ့ရှေ့ပြေးလူဦးရေတကောင်စရင်ထုတ်ပြန်ချက်မှာပါရှိတာဖြစ်ပါတယ်။တကောင်စရင်အကောက်မခံတာနဲ့ပတ်သက်ပြီးတော့ဒီလောကက ဝင်ကြီးဥခင်ရဘလို့ပြောထားလဲဆိုတော့သကောင်စင်ရင်ဥပဒေရဥပဒေနဲ့သွားကြီးတဲ့သဘောဖြစ်တာပေါ့တဲ့သို့တော်လဲသကောင်စင်ရင်ကောက်တယ်ဆိုတာကနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကောက်တာပဲဖြစ်တယ်တားမြီကိုသွေးထွက်တန်ရုံဖြစ်ဖို့တည်နေအေဂျင့်မှုကိုပြပြားစေနိုင်အောင်လုပ်တဲ့ကိစ္စမဟုတ်ပါဘူးအရေးယူရမယ်ဆိုရင်လည်းအရေးယူရမယ်လို့ကတယောက်နှစ်ယောက်တည်းမဟုတ်ဘူးတဲ့နိုင်ငံတော်ကတော့အကောင်းဆုံးအခြေအနေတည်နေအေဂျင့်မှုမပြပြားတဲ့အခြေအနေကိုပဲထိန်းပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်တဲ့နောက်သတင်းထောက်တယောက်ကအမေးထားတာကတော့ ဒီဘာကြောင့်ဒီလိုမျိုးကောက်ယူလို့မရတာလဲဆိုပြီးမေးထားပါတော့အဲ့ဒါကိုဒီလာဝကကပဲညွှန်ကြားမှုချုပ်ဦးမြင့်ကျန်ကပြောထားတယ်ကောက်ယူလို့မရတဲ့ရခိုင်ပြည်နယ်ရဲ့လူဦးရေဆိုတာက2013ခုနှစ်ကောက်ကွက်မြေပုံဆွဲတဲ့အတိအကျဖြစ်တယ်လို့ဖြေကြားပြီးပါပြီဒီလူမျိုးတွေကကောက်လို့မရတဲ့အကြောင်းရင်းအားလဲဘင်္ဂါလီလူမျိုးဖြစ်ပါလျက်နဲ့ဘင်္ဂါလီအိမ်တော်စုနဲ့ဘင်္ဂါလီ white cat ကင်ထားပါလျက်နဲ့နိုင်ငံရေးအရရိုဟင်ဂျာလို့ရေးမပေးရင်အကောက်မခံဘူးလို့ ပြောတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးကောက်ယူခြင်းမရှိတာပေါ့နော်သူကဆက်ပြောထားတယ်ဒီတော့အဖေကရှင်းပါတယ်ငကိုတဲကဘင်္ဂလီအိမ်အောင်စုစီရင်ခြင်ထားတယ်ဘင်္ဂလီဟိုကက်ခြင်ထားတယ်ဒီတော့ကျွန်တော်တို့ရဲ့မှတ်တမ်းမှာအဲ့ဒီအတိုင်းပဲပါသွားမှာဖြစ်တယ်ကျွန်တော်တို့အနေနဲ့ကတော့တရားဝင်ကောက်ထားတာမဟုတ်တဲ့အတွက်သံကောင်းစင်းမှာတော့သူတို့ကိုကောက်ခံလို့များရှိရဲ့လူကြီးစီရင်နေမှာပဲဖော်ပြသွားမှာဖြစ်တယ်လို့ပြောထားတယ်ပေါ့နော်ဘာသတင်းများဆက်ဖတ်ပြမလဲမသိဘူးအဲကျွန်တော်ကတော့ဒီမှာဟိုလုံသမားတွေနဲ့တက်ဆိုင်တဲ့သတင်းလေးပါရန်ကုန်တွင်နဲ့အ ਨੇ ဆုံးခကြေးငွေ ငွေနှုန်းသတ်မှတ်နိုင်ရင်စက်တင်ဘာလတွင်စီးရင်ထပ်မံကောက်ယူမည်တဲ့ဒီသတင်းကတော့ကျွန်တော်တို့7 day daily မှာရေးသားထားတာပါရန်ကုန်တွင်အနည်းဆုံးအခကျင်းငွေနှုန်းထားသတ်မှတ်နိုင်ရင်ကြက်6တန်းကျော်30မီဟုရန်ကုန်ဒိတ်ဒေသကြီးဗန္ဓာရေးဝန်ကြီးဒေါ်ဆန်းဆန်းရွယ်ကပြောသည်တဲ့ပြီးခဲ့သည့်2023ခုနှစ်ကထွက်ရှိခဲ့သည့်အနည်းဆုံးအခကျင်းငွေဥပဒေနှင့်တင့်တော်နှုန်းထားတစ်ခုရရှိရန်အစိုးရကအရက်ပတ်ဖွဲ့စည်းများနှင့်ပူးပေါင်းကကွင်းစင်းလေးလာလေးလာခဲ့ပြီးလာမည့်စက်တင်ဘာလမှစ၍ ရန်ကုန်တိုင်းတွင်းရှိစက်မှုဆောင်များရှိအလုတ်သမားများထံဝင်ငွေထွက်ငွေကုန်ကြစိတ်စည်းင်းကိုထပ်မံကောက်ယူမိဖြစ်ကတဲ့ကုန်ကြစိတ်ကျပ်6တက်သမ3တန်300ရန်ရထားခြင်းဖြစ်သည်ဆိုပြီးတော့ရှင်းတာထားပါတယ်ရန်ကုန်တိုင်းဒေသကြီးဘယ်ဒေသမှာဘလောက်တော့ကုန်ကြစိတ်ရှိတယ်ဘလောက်တော့ဝင်ငွေရှိတယ်ဆိုတာကိုကျွန်တော်တို့တင်ပေးมาဖြစ်ပါတယ်အဲ့ဒီစည်းင်းစရာပေါ်မှာအခြေခံပြီးတော့အနေဆုံးလာခကိုပြည်တော်စုဆိုရကတတ်မှတ်ပေးသွားมาဖြစ်ပါတယ်ဆိုပြီးတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစော်အေးမောင်ပြောတယ်ဆိုပြီးတော့ဒီမှာ ဖော်ပြထားပါတယ်ဟုတ်ကဲ့ပါရှင်အမေဒီစစ်တမ်းကောက်နေတာပထမတစ်ချိန်တော့လည်းကောက်ထားသေးတယ်နော်မပြည့်ပြတ်သေးဘူးထင်တယ်နည်းနည်းတော့ကြာနေတယ်ဒီမိနစ်ကတည်းကကောက်သေးတယ်ဟုတ်ကဲ့ပါဒါလေးမြန်မြန်ထွက်လာပါသေးလို့ပဲကျွန်တော်တို့ကဆူတောင်းပေးရမှာပါနော်ဟုတ်ကဲ့မယင်မင်းဗာမင်းဖတ်ဦးမလဲဗျအခုကတော့ဒီ the vice သတင်းစာထဲမှာဖော်ပြထားတဲ့သတင်းလေးပေါ့ဒီအပြစ်ခတ်ရစဲရေးနဲ့ပတ်သက်ပြီးတော့ရှမ်းမြို့နယ်စုနဲ့ကချင်အထူးဒေသတစ်အဖွဲ့တို့ကတနိုင်ငံလုံးအပြစ်ရစာချုပ်မှာ KIO KIA လက်မှတ်ထိုးရန်တောင်းဆိုတဲ့ ချင်းပြည်နယ်အခြေစိုက်ရှမ်းမျိုးနယ်စုရေးရအဖွဲ့နဲ့ကချင်းအထူးဒေသတဲ့ထာဝရငင်းငင်းရဲ့အဖွဲ့တို့ကပူးတွဲထုတ်ပြန်တောင်းဆိုလိုက်တာပေါ့နော်။ကချင်းလူမျိုးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIO KIA ဒီလေတဲ့အခြားတိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနေတူအပြည့်အခက်ရဆဲတဲ့သဘောတူညီချက်မှာတဲ့ပါဝင်လက်မှတ်ရေးထိုးအကောင့်ထဲပေါ်ကြရတောင်းဆိုပါတယ်လို့ဩဂတ်လ29ရက်နေ့ကပူးတွဲကြေညာခဲ့တာဖြစ်တာပေါ့နော်။ KIA ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကမ္ဘာကဒီ device ကိုပဲသူကပြောထားတာရှိတယ်။တပြည်လုံးအပြည့်အခက် ်မျက်စိရေးစာချုပ်မှာပါဝင်နိုင်ရေးအတွက်တဲ့ KIO KIA ကကတိပြုထားခြင်းမရှိသေးဘဲနဲ့အားလုံးပါဝင်မှသာလက်မှတ်ထိုးမိဖြစ်ကြောင်းတကယ်လို့တစ်ဖွဲ့ဖွဲ့ကြံနေမယ်ဆိုရင်လက်မှတ်ထိုးမှမဟုတ်ဘူးလို့သူကပြောထားတာရှိတယ်အဲ့ဒီကျင်ညာချက်တွေကိုပဲဒီမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတွေကဘလို့သုံးသပ်ထားလဲဆိုတော့အပြည့်ရစာချုပ်နဲ့နိုင်ငံရေးဆွေးနွေးပွဲခံရတွေမှာတဲ့သူတို့ကိုကိုစားပြုပြီးတင်ပြတောင်းဆိုမဲ့သူမရှိမှာစိုးရိမ်တဲ့သဘောပါပဲတကယ်လို့အပြည့်ရပြီးပြီဆိုရင်လည်းလူသစ်စုခံနေအောင်မလားစက်ကြီးကောက် ုံးမလားဆိုတာကိုသူတို့အတန်တရားရှိရဲ့တဲ့အပူရဲကျင်ညာချက်ပေါ်မှာပေါ့နော်သူကသုံးသက်အဲ့လိုမျိုးသုံးသက်ပြောဆိုထားတယ်ဟုတ်ကဲ့ပါအဲ့ကျွန်တော်တို့ဒီတိုင်းသားကိစ္စကတော့ကျွန်တော်တို့လွတ်လပ်ရေးနဲ့တူပေါ့နော်ကျွန်တော်တို့ဒီပြည်တော်စုပြိုကွဲလာတဲ့ကိစ္စကြီးပေါ့နော်တော်တော်လေးပြဿနာကြီးမှဖြစ်လာဒီကိစ္စကတော့ဒီအခုတော့ရောင်ကြီးလေးတော့တန်းလာပြီပေါ့နော်ဟုတ်ကဲ့အပြစ်ခက်ရစေဒါပေမဲ့ကျွန်တော်တို့ UNSC မျိုးပါတော့နည်းနည်း အခုစကားတွေပါတိတ်ပြီးတော့အဆင်မပြေဘူးဆိုတာတွေဖြစ်နေတယ်ကြာကြာတယ်နော်သူတို့အဖွဲ့အစည်းအတွင်းမှာသဘောထားကွဲလွဲမှုတွေပေါ်ပေါက်နေတယ်လို့လည်းပြောတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီကျမကြီးနဲ့တက်ဆိုင်တဲ့တည်င်းလေးတစ်ပုဒ်ဖတ်ပြချင်ပါတယ်ဟုတ်ကဲ့ပါရှင်အဲဒါကတော့ကြီးမုံတရင်လာတွေမှာဖော်ပြထားတာဗောနော်လက်ဖြင့်ခြေငွေဖြည့်ခြင်းကားရေးခြေတွေကျမ်းမာရေးထိခိုက်နိုင်ဆိုပြီးတော့ဒီမှာရေးသားထားပါဗျ။ဖုံးငွေဖြည့်ရတွေနဲ့ငွေဖြည့်ကံမှာလျှို့ဝဲစလုံးများကိုတဲ့လက်သေးဖြင့်ဒိုင်းရဲကိုင်းတွေချစ်ကလှုပ်ဆောင်ခြင်းကရေးခြေတွင်ကျမ်းမာရေးအတွက်ဆိုးကျိုးများဖြစ်ပေါ်လာစေကြောင်းတဲ့ ကျမ်းမာရေးဆိုင်ရာဆရာဝန်ကြီးတူဦးကပြောသည်ဆိုပြီးတော့ရေးသားထားပါဗျ။ဟုတ်ကဲ့ရှင်။ဒါသတိထားမဲ့အချက်ပဲเนาะ။အများစုကဒီလိုမျိုးပဲလွယ်လွယ်ကူကူချစ်လိုက်တာပဲလေ။ကျွန်တော်တို့လည်းအဲ့လိုပဲဟိုချစ်မိနေတဲ့ခါကျတော့ဒါလေးတွေကတကယ်ကိုကျွန်တော်တို့ဆင်ချင်ရပါတယ်။ကျွန်တော်တို့တယ်လီဖုန်းသုံးတဲ့နှုန်းကလည်းများလာပြီဆိုတော့ဖုန်းငွေဖြစ်တဲ့လူတွေလည်းများလာပြီเนาะ။ဟုတ်ကဲ့။ဒီမှာပါရေးထားလဲဆိုတော့လက်သေးဖြစ်ရင်လည်းအလွယ်တကူချစ်က30တူအများစုသည်ပြန်လည်လက်ဆေးချင်းမျိုးမရှိပဲလက်မအမှုများကိုခါယုံဖြင့်၎င်းနဲ့အစားအစာများကိုလွယ်လင်းတကူကင်တွယ်စားတောင်းနေခြင်း တို့ဖြင့်၎င်းလုဆောင်မိတိအခါရတဲ့ရေရှည်တွင်ကျမ်းမာရေးအတွက်ဆိုးကျုံများကြုံလာတက်စီသည်ချင်းပစ်သည်ဆိုပြီးရေးသားတာဟုတ်ကဲ့သူကခဲနဲ့ဖုံးထားဆိုတော့ညီမတို့ခဲတွေကိုအများနဲ့နေတိုင်းမသိဘဲနဲ့စားသုံးမိတယ်လို့မျိုးဖြစ်နေတယ်ဟုတ်တယ်ဒီမှာ तू ကဘာလဲဆိုတော့ဒီဖုံးငွေဖြစ်မှာလိုဝဲစလုံးတွေကိုတဲ့ဒီကုန်းနံပါတ်တွေကိုအုပ်ထားတဲ့နေရာမှာတုတ်တဲ့ဆေးတမျိုးတုံးထားတယ်ဗောနော်အဲ့ဒီမြင့်တမျိုးနဲ့လှုပ်ဆောင်ထားတာဖြစ်ပြရတဲ့ဒီမှာကျမ်းမာရေးဆရာဝန်ကြီးကဗာပြောထားလဲဆိုတော့ တုတ်ဆေးမှန်သမျှတော့တခဲတဲ့အနေချင်းပါတယ်ဒီလောက်ကလေးချစ်ယုံနဲ့လောလောဆယ်မဖြစ်သေးဘူးမြေကာလကြာရင်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်အကောင်းဆုံးကတော့လက်နဲ့ဒိုက်ကင်တွေခဲချစ်တာမျိုးမလုံဆောင်တင်ဘူးပေါ့ဆိုပြီးတော့သူကပြောထားတယ်ပေါ့နော်ဒီခဲစိတ်ကကျွန်တော်တို့ဒီအရေပြားအနေတဆင့်လူခဏာကိုယ်တည်းဝင်နိုင်တယ်လို့တဲ့နောက်ပြီးတော့ကျွန်တော်တို့အသက်ရှူလမ်းကြောင်းအနေနဲ့ဝင်နိုင်တယ်ပေါ့နော်နောက်ပြီးတော့ဒီဝင်တဲ့ပမာဏအပေါ်မှာမူတည်ပြီးတော့လူဥပတ်ဖြစ်စေတယ်ဆိုပြီးတော့လေဒီကပြောထားတော့ဒါလေးကကျွန်တော်တို့ ဟိုအလွဲတကူကျွန်တော်တို့ဟိုငွေဖြည့်ကတ်တွေအလွဲတကူခဲချစ်ပြီးတော့လက်နဲ့လက်သေးနဲ့ချစ်ပြီးတော့လုပ်တဲ့ဥစ္စာလေးနည်းနည်းဆင်ခြင်ဖို့ဟုတ်ကဲ့တတိထားရမယ်တနေ့နင်းနေနေနေဆိုပေမဲ့နေ့ကြာပါလို့ရှင်အခုကကျွန်တော်တို့ကို MPD လဲကျွန်တော်တို့ချက်တာပဲ already လဲချက်တာနောက်ထပ်တယ်လီနောလိုင်းလဲချက်ရမှာပဲဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့အဲကျွန်တော်တို့ငွေတွေအကုန်လုံးမနေတဲ့အကောင်တွေကိုကျွန်တော်တို့အကုန်လုံးချက်နေကြရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ဒီသတင်းလေးနဲ့ပဲဒီနေထွက်လာတဲ့သတင်းစာ channel တွေတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေကိုဖတ်ရှုပေးတဲ့အစီအစဉ်ဒုတိယပိုင်းကိုရန်လာလိုက်ကြအောင်ဗျာဟုတ်ကဲ့ပါရှင် DBB ကိုစောင့်မျှော်ကြည့်ရှုတဲ့ပရိသတ်အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာကျေးဇူးတင်ပါတယ်ရှင်